ဒီတိုက်တွေနဲ့ဒီကားတွေဟာဘာရီယာရီဝော့ကိုပြကျင်နေဆိုတာဘောရာတို့သိပြီးပြီလားဒါရီယာကိုဘာရီလဲဟယ်လိုဘောရာလုံးမယ်မင်္ဂလာပါကျွန်တော်တော့တာနိုင်ပါဒီနေ့မှာတော့ဗောနော်ကျွန်တော်ဒီ the block bulletin ဆိုတဲ့စာတစောင်ထပ်ပြီးရောက်လာတယ်ဒီကောင်ကကြတော့800 2နောက်စာတစောင်ဗောနော်တန်2 week ပေါ့ ပထမကျွန်တော်တို့1 week 1 week မှာဒါပေမဲ့ bulletin က001ဆိုပြီးတော့တတိယတဆောင်ထွက်လာတယ်အခုကဒုတိယတဆောင်ထွက်လာတယ်ပေါ့နော်သူကတပတ်ကိုတစ်ခုထွက်လာတယ်အရင်ဘက်ကဘာထွက်လာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ gravity နဲ့ပတ်သက်ပြီးတော့ပုံတပုံထွက်လာတယ်အဲ့ဒီပုံလေးကိုကြည့်ချင်းအပြည့်သူက gravity reward ကိုသူကပြတယ်အခုဒုတိယတပုံကကြတော့ barrier reward ကိုပြတာအဲ့ဒီပုံနဲ့တင်ကျွန်တော်ကြည့်လိုက်ရအောင်ဗျ barrier reward လာပြီဆိုတော့လူတိုင်းသိနိုင်ပြီဆိုတော့ကျွန်တော် in progress ကိုသွားကြည့်လိုက်မယ်ကျွန်တော်ဒီထဲမှာ fair coin ကိုအရင်တွေ့ရလိမ့်မယ် fair coin က ထွက်လာပြီတေချာတယ်ဒီကောင်ကတော့လုံးဝတေချာသွားပြီ gravity လိုပဲ in progress ဖြစ်သွားပြီဆိုတော့ view ကလုံးဝလာပြီတေချာသွားပြီဖယ်ကုန်ပြီးလို့ရှိရင်နောက်တဲ့အသီးတစ်လုံးကကျွန်တော်ထပ်ကြည့်လိုက်မယ်ဒီ barrier barrier ကတော့ကျွန်တော်ဒီပုံနဲ့ဆက်ဆက်နေတယ် barrier ကတော့ in progress ဖြစ်သွားပြီဆိုတော့ထပ်ပြီးတော့ view ထပ်လာပြီပေါ့နော်အာပြီးလို့ရှိရင်ကျွန်တော်နောက်တဲ့တစ်ခုကြံသေးရနောက်ဆုံးတစ်ခုကတော့ကျွန်တော်အားလုံးသိရတဲ့ gravity အခုလောလောဆယ်ကျွန်တော်တို့သိရတဲ့ဟာ barrier fragon fragon ဖြစ်တယ် barrier fragon အဲပြီးလို့ရှိရင် gravity အဲ့ဒီသုံးလုံးကတော့လုံးဝတေချာသွားပြီအသီးထွက်ဖို့ဆိုတာအခုပုံနေမှာပြထားတဲ့ဟာတွေကကြတော့ကျွန်တော်တို့ဒီ ်ဘာရီယာနဲ့ဗီဒီယိုတော့ပုံဒီမှာတရားဝင်ထုတ်ပြလိုက်ပြီပေါ့နော်ဖေကွန်ကတော့ပုံဒီမှာတော့မလာသေးဘူးတင်းစားနဲ့တကွသူအတူအတူရှင်တွဲပြီးတော့မပြသေးဘူးပေါ့နော်လောလောဆယ်ကတော့ကျွန်တော်တို့အားလုံးသိရတဲ့ gravity နဲ့ဘာရီယာလုံးဝလာပြီဒီဘာရီယာပုံကြီးလိုက်ခြင်းအပြင်လုံးဝကိုဘာရီယာလုံးဝပြောင်းလဲသွားတယ်လို့ကျွန်တော်တို့ပြောရရတယ်ဒီကောင်းပုံတွေကလုံးဝကိုသွဲထားတဲ့ဟာဆိုတိုက်တယ်လို့ပဲအကြီးဖြစ်သွားမယ်ကားရယ်လည်းပါလာတယ်သူကအဲ့ဒါကဗျာသူကဘယ်လိုပြောမလဲဒီပုံဆိုလို့ခြင်းတာကျွန်တော်တို့အခုရှိရတဲ့ဒီဘာရီယာပေါ့နော်ကျွန်တော်ပြမယ် အဲဒီတော့ဖဲကွန်ရှိမှာဘာရီယာရှိမှာကျွန်တော်ဘာရီယာကျွန်တော်ဒီစားရမယ်ပေါ့နော်ဒီဘာရီယာစကေးအဖက်ကသွားတူနေတယ်တေချာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်သုံးပြမယ်စကေးအဖက်ကိုဒီဘာရီယာစကေးအဖက်ကိုအခုအဖက်နဲ့အဲ့ဒီပုံထဲမှာပြလာတဲ့ဟာနဲ့ကတပုံစံနဲ့ပဲပြောချင်တာကဒီဟာကပေါ့နော်ဒီအတုံးကြီးတွေကသူကပုံစံပြောင်းအောင်မယ်ပေါ့ပုံစံပြောင်းအောင်မယ်ဒီဟောစကေးအဖက်တွေကလုံးဝကိုမိုက်တယ်အဲ့ဒီပုံထဲကအတိုင်းလာမှာလာမှာပေါ့နော်ပြီးကားတွေပါလေပါလာရဆိုอืมမြေကြီးမှာဆိုရင်ကားမောင်းလို့ရမယ်ဆိုတာတော့မသိဘူးအဲ့လိုလေဖြစ်ဖြစ်နေတာပဲ ွာပြန်လို့လည်းရတယ်ဒီပဲခါနေဦးโอเคဒီမှာတော့ပထမစကီအဖက်ပြလာဒီကောင်ကအဲ့လိုပုံစံတိုက်ပုံစံနေကျွန်တော်ဒူးရစပယ်ပြပြပြီမယ်ဒီကောင်ကကျတော့ချုပ်တဲ့စပယ်ပေါ့နော်နောက်ဆုံးစပယ်ကကျတော့ကျွန်တော်ဒီလေကားပေါ့နော်လေကားတွေဘာကြီးလဲပါမယ်ဒါကြီးလဲပြောင်းရမယ်ပေါ့နော်အများကြီးပဲပြောင်းအောင်မှာတော့နောက်ဒီနောက်ဆုံးဒီဘာရီယာတာဝါပေါ့နော်အဲ့ဒါကြီးကလုံးဝကိုပုံထဲကအတိုင်းလုံးဝအမှန်ကန်ကြီးကျွန်တော်ပြပြီမယ်တွေ့လားပုံထဲကအတုံးနေတွေ့လား လုံးဝပြောင်းသွားမှာနော်ပုံတွေကအတိုင်းပြောင်းသွားရင်တော့လုံးဝရှယ်ပဲဘာရီယာကြီးကလုံးဝမိုက်တယ်အဲ့တော့တေချာတာတေချာတာတော့ဒီပုံကဘာရီယာကိုစိုးလို့တာပဲလုံးဝတေချာတဲ့ဘာရီယာပုံပေါ့နော်ပုံစံနဲ့ဖြစ်နေတယ်အဲ့တော့ဘာရီယာကြီးကလုံးဝကိုခမ်းပတ်ကြီးလာတော့မှတော်တော်လေးတော့ကျွန်တော်တို့စိတ်ဝင်စားတယ်ဒီဘာရီယာကြီးကိုဘာရီယာနဲ့ဒီ gravity မတော့လောလောဆယ်ကတော့ဒီ hit hit ဖြစ်နေတယ်ဗောနော်တော်လေးကိုလှတယ် ဲ့တော့ပေါ်လာတို့ဘာရီယာလေးပါလေးတော့နည်းနည်းဖန်နာဖို့လိုတာပေါ့နော်ဂျိုဒီမီဖန်နာ gravity နဲ့ဘာရီယာတော့လုံးဝတေချာသွားပြီဖယ်ကုန်းကလည်းတေချာသွားပြီလာတော့လာတော့မှာဖယ်ကုန်းကတော့ဘလို့ပုံထွက်လာမှာလဲတော့မသိသေးဘူးသူတို့မထုတ်ပြသေးဘူးသူတို့ပြောထားတာတော့ကျွန်တော်ဒီနောက်ပတ်မှာပေါ့နော်ထပ်ပြီးတော့လာမယ်ဒီသတင်းစာတွေကထပ်ပြီးထွက်လာမယ်ပေါ့နော် the block bulletin ဆိုတဲ့သတင်းစာအခု1ထွက်သွားပြီ2ထွက်သွားပြီဒါကတော့ကျွန်တော် day 2 2 week ပေါ့နော်နောက်ဒုတိယပတ်ပေါ့ဒုတိယပတ်မှာကျွန်တော်တို့အပုံနှစ်ပုံတော့ထွက်လာပြီနောက်နောက်တစ်ပတ်ကြံသေးရနောက်တစ်ပတ်မှာကျွန်တော်ဖယ်ကုန်းနဲ့ပတ်သက်ပြီးတော့ထွက်လာမယ်ထင်တယ်အဲ့တော့ဖယ်ကုန်းပုံလာလို့ရှိရင်ကျွန်တော်ထပ် က်ပြီးတော့တင်ပေးသွားဦးမယ်ပေါ့နော်အခုထွက်လာတဲ့ဟာရကြော်ကြည်ချင်းအပြည့်ပေါ့နော်တတော်လေးကို find နေပြီ gravity နဲ့ဒီ barrier နဲ့အဲ့တော့ပေါ့တို့အားလေအဲ့ဒီဒီလေးတွေကိုစုတာပေါ့နော်မေးတော့မမေ့နေကိုရှောက်ပြီးတော့ train နေဦးမယ် barrier နဲ့ဒီ gravity ပြင် fail ကိုအဲ့ဒါတော့လုံးဝအသေးချာဆုံးပဲဖေကွန်ကိုနောက်ောက်ထွက်လို့ရှိရင်ကျွန်တော်တေးချာလေးပြောပြပေးမယ်ဖေကွန်ကလည်းမိုက်မှာတော့တေးချာတယ်ဖောင်နေပါရင်လည်းလာရင်လည်းလာနိုင်တာပေါ့နော်ဆိုတော့ပြီးလို့ရှိရင်သူကထပ်ပြီးပြောတာကတခုရှိသေးတယ် ဒီ double မှာထပ်ပြီးပြောထားရပါတော့ဒီကျွန်တော်တို့ဒီ C3 မှာရှိတဲ့ဒီ Tiki output မှာ C3 ရဲ့ Tiki output မှာရှိရအောင်နော်ဒီနေရာအစ်ရေဟုတ်တင်ပေါ်ရှိရဲ့နေရာကြီးပေါ့အဲ့နေရာကြီးကသူအခုထိဘာမှမသိသေးဘူးအဲ့တော့သူတို့ပြောထားတာကဘယ်လိုပြောထားလဲဆိုလို့ရှိရင်ဒီနေရာပေါ့နော်သူတို့ထပ်ပြီးတော့အဲ့ boss တွေပါလေအဲ new boss fight တွေပါလေပေါ့နော်အစ်စ်လာနိုင်တယ်ပြောချင်တာကဗျာဒီ new boss တွေပါလေပါလာနိုင်တယ်ပေါ့နော်ဒီအဲ့နေရာနဲ့ဆက်ဆက်ပြီးတော့အဲ့နေရာမှာပဲ အဲ့လိုမျိုးပါလာနိုင်တယ်လို့သူတို့ကတော့ပြောထားတယ်အဲတိကျတော့ကျွန်တော်တို့လည်းမသိသေးဘူးပေါ့နော်အဲအဲ့လိုဆိုလို့လည်းမစိုးပါဘူးနောက်ထပ် boss တွေတွေပါရင်လည်းကျွန်တော်တို့ချတာပေါ့နော်အသီးတွေပဲ reward လာတာမဟုတ်ပဲねပြီးရင်ကျွန်တော်တို့နောက်ထပ်ထပ်လာတာဒီပုံတွေပေါ့ဒီပုံတွေကဒီကျွန်တော် skin တွေပေါ့နော်ဒီ skin တွေဒီ dragon တို့ပါအောင်လည်းတူရဲဒီကောင်စကင်ကကြတော့ Dragon Commodity စကင်လို့ပါလို့သိရမှာ Dragon မှာ Aura စကင်နေအများကြီးရှိတယ်အဲ့လိုပဲဒီကောင်နေမှာဒီအသီးတွေကိုစီမှာလဲစကင်နေအများကြီးထပ်ပြီးတော့ထွက်လာဖို့ သူကပုံတွေကိုပုံချမ်းတွေပြတာလည်းပေါ့နော်အဲ့ဒီပုံချမ်းတွေ line တော့မိုက်တယ်ကျွန်တော်ကတော့တော်တော်လေးကြိုက်တယ်ကျွန်တော်တခုချင်းစီ line ပြပေးမယ်ဒါတော့သူတို့ပြတာလည်းပုံတွေမှာကျွန်တော် line နဲ့ diamond dye ကတော့သူက rainbow color အနေနဲ့သူကထွက်လာတယ်ပေါ့နော်တော်တော်လေးလှတယ်ဒါ un weekend အ weekend တော့မဟုတ်ဘူးအဲ့ဒါလေးတော့တော်တော်လှတယ်နော် diamond ကိုလည်းသွားကြည့်လိုက် ဒိုင်မွန်ကလည်းကျွန်တော်တို့ rainbow ပုံစံလေးဆိုတော့တော်တော်လေးတော့လှမှာ effect တွေကတော့လုံးဝလှတယ်သူဆွဲထားတဲ့ပုံကတော့အဲစိုးတော့မစိုးဘူးကောနော်ဒီ line နဲ့ diamond ကိုသူတို့ပြင်လိုက်တာဒီ rainbow တွေပါတယ်ပေါ့နော် color တွေထည့်လိုက်တယ် skin တွေပေါ့နော်ပြောချင်တာအဲ့လိုလေးဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုလှလိုက်ပဲပြောလို့ရတယ်โอเคဒါဆိုကျွန်တော်နောက်တဲ့တပုံထပ်သွားမယ် ဒါကြီးကတော့အားလုံးစောင့်မျှော်နေတယ်ကျွန်တော်ဒီယိုပတ်ပေါ့နော်ဒီယိုပတ်ကြီးကတော့လုံးဝမိုက်ရယ်ခရိုမိုတစ်ဒီကောင်အန်ဝင်းဒီကိုပေါ့နော်ဟိုဝင်းဒီကောင်ဖြစ်တဲ့ဝန်ဒီကိုပေါ့တော်တော်လေးလာဒီကောင်ကဘယ်လိုပြောရမလဲအဲ့လိုမျိုးဟိုလိုမျိုးပေါ့နော်ဖောင်ကလုံးဝပြောင်းသွားတယ်လုံးဝကျက်သိပုတ်တော့ဘူးမိစ္ဆာတကောင်လိုပဲသိရမှာစကီအက်ဖက်တွေရောနီယွန်အက်ဖက်တွေလုံးဝသွေးတက်တန်ယူလုံးဝဘယ်လိုပြောရမလဲပြဒီကောင်ကတရေကားတဲ့ဟိုကနဲ့တူတယ်ဘယ်လိုပြောရမလဲအယူကောင်းနေပြသိရမလား အဲ့လိုအကောင်တော်ကောင်တတူရယ်ပေါင်ရတော့လုံးဝလှရတာကျွန်တော်ကတော့ဒီစကင်ကြီးတော့အသေးကြိုက်တယ်ထွက်ပါစီလို့ပဲဆူတောင်းနေပါတော့စကင်နေပါလေโอเคဒါဆိုကျွန်တော်ထပ်ပြီးနောက်တော့ဆက်သွားမယ်ကျွန်တော်ဓာကြီးကတော့ gas ပေါ့နော် gas ကြီးကတော့လုံးဝပါပတ်ပဲလုံးဝလှရတယ် ဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်အခုအစ်စ်ထွက်နေဆိုလိုလေးဆိုလိုလေးနဲ့ကောင်းတဲ့သွားတူရတယ်လားဆိုလိုလေးနဲ့ကမင်းသားဆင်းခေါ်တဲ့ဖောင်ကြီးလေလုံးဝလှရတယ်ဆိုတော့ transform ပြောင်းသွားတဲ့ဟာကြီးကပါဇက်တွေပါရင်းနဲ့လုံးဝအဖက်ကြီးကလုံးဝလှရတယ်စကီရောကာလာရောသူကပေါင်းလိုက်တာမီးရောမှာတကယ်ဆိုလိုလေးနဲ့ကအတိုင်းပဲဗျာတလားသူဖောင်ပုံစံကလေတော်တော်လေးဆင်တယ်ကျွန်တော်တော့အဲ့လိုမြင်တယ်ပေါ့နော်တော်တော်လေးလှရတယ်အားလို့ရတယ်ဒီကောင်နဲ့ဟိုလီဝပေါ့နော်โอเคဒါဆိုကျွန်တော်ထပ်ပြီးတော့နောက်တစ်ပုံဆက်ကြည့်မယ် ့ဒီပုံကတော့ကျွန်တော်မာမို့ပေါ့နော်မာမို့မာမို့မှာအိုက်စေးအိုက်စေးပုံစံဖြစ်သွားတယ်ရမလားဆိုကတ်တွန်းကားတွေကပုံစံလေးနှင်းစင်ပေါ့နှင်းစင်ပုံစံတော်တော်လေးလှတာပတ်ကြီးကကျွန်တော်သူကယဒီဖတ်သွားတာပေါ့ယဒီလိုမျိုးပေါ့နော်စကေးဖတ်တွေကတော့ယဒီနဲ့သွားတူမယ်ဒီနာမဒီကောင်ရဲ့ဟာတွေကကျွန်တော်တို့အရင်တုန်းကဆိုအနီအောင်အဖတ်တွေအခုကျတော့ကျွန်တော်ရေခဲအဖတ်တွေလာမယ်လို့ထင်တယ်မဆိုးဘူးကျွန်တော်တို့ကြိုက်တယ်โอเคဒါကျွန်တော်နောက်တစ်ပုံထပ်ကြည့်လိုက်ဟိုဒါကြီးကတော့နည်းနည်းစမ်းတယ်ပေါ့နော် Terra Red တဲ့သူကပြောလာတာက ဒီကောင်ကဘာလဲဆိုတော့ဒီတေရာရှက်နဲ့တီရွက်နဲ့ပေါင်းထားတာအမီးကိုလည်းကြည့်လိုက်ပါအောင်ဟိုကတေရာရဲ့အဲငမန်းရဲ့အမီးနဲ့သွားတူနေတယ်ရှေ့ရဲ့ခေါင်းကြတော့အဲဂေါ်စီလာပေါ့နော်တီရွက်ရဲ့ခေါင်းပေါ့နော်နှစ်ခုပေါင်းဆက်ထားတော့ပေါင်းရတော့အင်းနည်းနည်းတော့ဆန်းတော့ဆန်းရတယ်တော်တော်ကြီးတော့တာမမယ်လို့တော့ထင်တယ်စိုးတော့မစိုးပါဘူးနော်ကျွန်တော်ကြိုက်တယ်ပုံစံလေးကတော့နည်းနည်းလေးလွဲနေတာပေါ့နော်လွဲနေတာဆိုတော့ရှေ့နောက်တော့မညီဘူးပေါ့ထားလိုက်ပါကျွန်တော်နောက်တစ်ခုမသွားခင်ဘွားတို့ကျွန်တော်ခုပြောချင်သေးတယ် မြန်မာနိုင်ငံမှာရိုဘတ်တွေကိုဈေးတက်တာဆုံးကဝယ်ယူလို့ရတဲ့အားမရှိဘူးတီးပြီလားဝမ်ဝဘကူမှာကျွန်တော်23ချက်ပဲကြားတင်မှာဖြည့်ပြီးတော့ဒီ blog ကို game ဘတ်ကိုလေးစင်းလုံးကြောက်တော့ဆောင်နဲ့ဝယ်ယူလို့ရမယ့်အပြင်အခြား game ဘတ်တွေဖြစ်တဲ့ enemy avenger စားတဲ့ game ဘတ်လို့ဝယ်ယူလို့ရနေပြီးတော့အပတ်စဉ် dragon permanent 3ခုကိုလည်း giveaway ပေးနေတယ်ဆိုတော့အားမရှိဘူး blue link လေးကိုကျွန်တော် description မှာချပေးတာနော်အဲ့ရနေ join ပြီးတော့ဘောလို့အားပေးနိုင်ပါပြီ okay အဲဒီပုံကြီးကတော့ကျွန်တော်ဒီ T-Rex ပေါ့နော် T-Rex ကိုမှနောက် ဒီကောင် Phantom Red ပေါ့နော် Phantom Red ရဲ့ skin ကတော့နောက်တစ်မျိုးပြောင်းသွားတယ် Chromatic skin ဒီကောင်ကစိမ့်အောင်ဖတ်သွားတယ်အစိမ့်အောင်မှာဒီကောင်ကလည်းတောက်တယ်ပေါ့နော်ဟို Dragon skin နဲ့တတူတယ် Dragon ဟိုအစိမ့်အောင်က Chromatic skin နဲ့တော့တူတယ်တော်တော်လေးရဆင်းတယ်ဒီအစိမ့်နဲ့အပြာ အပြာနှုတ်လေးနဲ့ပေါင်းထားရပေါ့နော်ဆိုးတော့မဆိုးဘူး skin လေးကတော့လှတော့လှတယ် Okay တော့ကျွန်တော်နောက်တစ်ပုံဆက်ကြည့်အဲ့ရတော့ကျွန်တော်ဖဲခွန်ပေါ့နော်ဖဲခွန်ကြီးကတော့ပုတ်တယ်အဲဒီကောင်ကဘယ်လိုပြောကြက်တူရွေးပေါ့ဖဲခွန်နဲ့မတူတော့ကောင်အဲပဲရိုဆိုတော့ကြက်တူရွေးပေါ့နော်ကြက်တူရွေးမျိုးစားဆိုပုံကြီးကတော့ อืมจัดตุยโลดาပြောတာဒီကောင်မျက်နှာကြီးကြည့်ရတာအသေးပုံနဲ့တော့တူနေတယ်တော်တော်တော့ဆိုးတယ်ဘယ်လိုပြောရမလဲအဲဒီကောင်ကတော်တော်လေးကိုဘယ်လိုပြောရမလဲอืมจัดตุยဆိုတော့ဘာမှမသိရပါဗျာဒီစကင်ကြီးကတော့ကျွန်တော်တော့သိမကြိုက်ဘူးအိုထားလိုက်ပါကျွန်တော်တော့ဒါဆိုထပ်ပြီးတော့နောက်တစ်ပုံထပ်ကြည့်လိုက်မယ်အခုကတော့ကျွန်တော်ဒီကီဇူနဲပေါ့နော်ကီဇူနဲစကင်ထွက်လာတယ်ထပ်ပြီးကီဇူနဲကကျွန်တော်ဒီတစ်ခါကျတော့အဖြူလေးနဲ့အမီလေးနဲ့ပေါင်းထားတယ်တော်တော်လေးလှရလို့ပြောလို့ရတယ်ပြီးရင်အောက်မှာစကင်လေးပြလာသေးတယ်အ ဖိန်းရှိမခံရအောင်ရှိမပန်းအောင်ရှိမပြောင်းရှိမဝိုင်းအောင်ရှိမရိန်ဘိုးကာတာရှိမစကင်တွေကတော့အများကြီးပဲထွက်ကျင်တဲ့ပါဆိုအများကြီးထွက်လို့ရတယ်စိုးတော့မစိုးကီစုနဲ့နဲ့ပတ်သက်ပြီးသူစကင်တွေကတော့လှတဲ့အောင်လေးတွေတော့ထည့်ထားတယ်ဒါမှမဟုတ်စကီအဖက်တွေကတော့ပြင်လာမဲ့ပုံတော့ကျွန်တော်မပေါ်ဘူးလို့တော့ထင်တယ်အဲစကီအဖက်ကတော့မပြင်တော့ပါဘူးသူ့ပါဆိုလှပြီးသားဆိုတော့ဒီအောင်ကာတာလေးတွေတော့ချိန်လိုက်တယ်တော့မြင်တယ်ပေါ့နော်โอเคဒါကျွန်တော်နောက်တစ်ပုံထပ်ကြည့်မယ်ဒါကြီးကတော့ကျွန်တော်တို့ gas ပေါ့နော် gas ဆိုတဲ့အတိုင်းစိမ့်အောင်စိမ့်ငွေကြီးပေါ့သူ့မှာလက်မှာတော့တစိမ့်လေးပါသေးတယ်ဒီ gas သင်္ကေတပေါ့နော် တော်လေးတော့อืมလှတယ်အပြောင်ကနေပြီးတော့သူကအစိမ်းအောင်ကြီးဖြစ်သွားတာအစိမ်းအောင်မှနှုတ်ဖောက်ထားတယ်ဓာတ်တွေရော ကာလာတွေရောအကုန်လုံးကျွန်တော်စကေးဖက်တွေဟာအစအစိမ်းအောင်ပြောင်းလာမယ်လို့ထင်တယ်အပြောင်းလာမှာပါအစိမ်းအောင်မပြောင်းမနေတော့မနေဘူးစကင်ကတော့သူကအစိမ်းအောင်ပဲအစိမ်းအောင်မှအစိမ်းနူခရိုမိုတစ်စကင်ပဲသွားတယ်အဲမဆိုးလှရလို့ပြောလို့ရတယ်โอเคဒါဆိုတော့ထပ်ပြီးတော့နောက်တစ်ပုံဆက်ကြည့်မယ် ကျွန်တော်နောက်တစ်ပုံကတော့ကီဇူနယ်ပဲကီဇူနယ်ကမှာဒီကောင်ဘာဆက်နဲ့ပေါင်းတာလဲဘာဆက်ဆိုကျွန်တော်ဇကားအောင်ရှိသေးတယ်အနမီကတော်တော်လေးလာဒီစကင်ကြီးကတော့ကျွန်တော်ကြိုက်တယ်ဒီကောင်ရဲ့စကီအက်ဖက်ကိုပဲကြည့်လိုက်မီးအယောင်ဆက်ထားတာတော်တော်လှတယ်ဗျအယောင်မှအတောက်မီးရောမှဗျအနီအောင်မှအနီအနုနဲ့အရင်နဲ့အမင်းနဲ့သုံးခုဆက်ထားတယ်အမီးတွေအားစားထိပ်ပြားလေးတွေကနည်းနည်းလေးဝါနေတယ်ပေါ့နော်ဝါတာမဟုတ်တော့မီးအောင်ပေါ့နော်မီးနည်းနည်းလင်းနေတယ်မီးရင်အောင်နဲ့တွတ်တူတယ်မီးရင်ထဲမှာ ဟိုလိုမီးမီးအိမ်နဲ့ပေါင်းတာတော့မီးအိမ်နဲ့မဲလေးနဲ့ပေါင်းတာလေအရောင်ကတော့တော်တော်လှတယ်ကျွန်တော်တော်တော်ကြိုက်တတ်တယ်ပါတယ်ဒီစကင်ကြီးကတော့โอเคဒါဆိုကျွန်တော်နောက်တစ်ခုထပ်ကြည့်မယ်ဒါရီကလုံးဝမထင်တာတီရက်စကင်ကြီးဖြစ်တယ်တီရက်စကင်ကြီးကသူကစိုက်ဘောလိုလိုပါလို့နဲ့အမီကိုကြည့်လိုက်အမီကချွန်နေတာဆယုတ်ဆယုတ်အမီနဲ့ခေါင်းကိုလည်းကြည့်လိုက်ဆယုတ်ခေါင်းနဲ့ ီကောင်းရဲ့အချွန်တက်တရားအစအပြာဦးမှလုံးဝအနုလေးနဲ့ပေါင်းလာတယ်လုံးဝ perfect တော်တော်လေးလှရတယ်လုံးဝဒိုင်နိုဆောပေါ့မှာဗျာစက်ရုပ်ဒိုင်နိုဆောကြီးဖြစ်သွား Commodity match လို့ခေါ်တယ်သူကကျွန်တော်ထင်တော့ Cyborg နဲ့ပေါင်းတယ်ဟို Cyborg နဲ့ပေါင်းလာတယ်ဒီနေ့တော်တော်လေးတော့လှတယ်ဒီဘက်ကြီးကတော့ကျွန်တော်တော်တော်ကြိုက်တယ် Okay အော်ကျွန်တော်ထပ်ပြီးတော့နောက်တစ်ပုံဆက်ကြည့်လိုက်တော့ဒါကြီးကတော့ midnight skin ပေါ့နော်ကီစုနဲ့ကောင်မှ midnight skin ဆိုပြီးထွက်ထွက်လာတယ်တော်တော်လေးကိုလှတယ်သူရဲ့ color ကိုကြည့်လိုက်ရင်အားပြသူကခဲရတယ်ဆွဲထားရတယ်တော့ထင်တယ် ဒီကောင်ကဗျာဘယ်လိုပြောမလဲအိုးတစ်ခေါက်ကကျွန်တော်တို့ပထမစကင်ကအပြာရောင်ပဲအပြာရောင်ဆိုတာရုံးကရိုးရှင်းတယ်သူကရုံးရိုးရိုးအပြာဗျောင်းကြီးဗျာသိရမလားဒါမှနည်းနည်းစကီးပက်လီတော့နည်းလှပါလေဒါမှဒီကောင်က midnight စကင်နဲ့တွေ့လိုက်တော့ကညားလေကောင်ပါဗောနော်ဘယ်လိုမှလာသူကလာပုံမှာဆိုပိုထင်းမယ်ထင်တာပဲဒီကောင်စကင်အရောင်ကကာလာရောဒီကောင်ချေရတဲ့ပုံစံကနည်းနည်းရွှေရောင်လေးတွေပါကွတ်ထားတဲ့ကာလာလေးပုံမှာအဲအပြာရောင်လေးပုံမှာတွေ့လားဒီကောင်ရဲ့တင်ကြီးဓာတ်တွေကရွှေရောင်လေးတွေနည်းနည်းကွတ်ထားတယ်ဆိုတော့တော်တော်လေးလှရတယ်လို့ကျွန်တော်မြင်တယ်โอเคတော့ကျွန်တော်ထပ်ပြီးတော့ကြည့်လိုက်အောင် ီကောင်ကကျွန်တော်ကီဇူနဲ့ပဲကီဇူနဲ့အောင်မှဒီကောင်ကလည်းနည်းနည်းအဖြူဖောက်ပြီးတော့မနခရမ်းရအောင်ပဲတန်းတယ်စိုးတော့မစိုးဘူးဒီကောင်ကဟိုလိုဝင်းဘလူးအဖြူဝင်နဲ့သွားတူတယ်ဗောနဝင်းဘလူးအဖြူဖတ်နဲ့သွားဆင်တယ်ကာလာလေးကတော့မစိုးဘူးခရမ်းရအောင်နဲ့အဖြူလေးနဲ့ဖောက်တာတယ် mm တော်တော်လေးလားတဲ့စကင်နဲ့ပါတယ်ပေါ့နော်စကင်ကတော့ကြည့်ရတာတော့တော်တော်များများထွက်တယ်ထင်တယ်ဒီစုနဲ့နဲ့ပတ်သက်ပြီးတော့အဲ့ဒီနေရာမှာကိုလိုချင်တဲ့ dragon လောက်ပေါ့ဗျာ dragon ဆိုပြီးစကင်နေအများကြီးပဲတဘုံကြီးသိရမလားကျွန်တော်ယူရမယူရသေးတာအဲ့လိုမျိုးပဲဒီကောင်လေးကဒီစုနဲ့နဲ့ပတ်သက်ပြီးတော့စကင်နေအများကြီးထပ်ပြီးတော့ထွက်လာတယ်ကာလာလေးတော့မျိုးစုံပဲ dragon ထက်တောင်ပိုပြီးတော့စုံမယ်လို့ထင်တယ်ပေါ့နော် okay တော့ကျွန်တော်နောက်ဆုံးတစ်ခုသွားကြည့်မယ် ဒါကြီးကတော့ကျွန်တော်အကြိုက်ဆုံးထဲမှာပါတယ်တီရွက်ကြီးကိုမှဒီကောင်ကဗျာဘယ်လိုပြောမလဲ infa infa ဒီကောင် infa နယ်လို့ရေးတာ infa နယ်ဆိုးပေါ့နော်ကျွန်တော် infa နုနဲ့ပတ်တူတယ်ပေါ့နော် infa နယ်ဘယ်လိုပြောမလဲမီချော့ကြီးပေါ့တလာပါလေးစီးစင်းနေတယ်ပေါ့သူခဏကူမှတွေ့လားလာပါလေးအပေါ်မှာအဲ့လိုမျိုးဗျာအဝါရောင်မှတလာပါမီးတွေစီးစင်းနေတဲ့ဒီကောင်ရဲ့စကင်အဖက်ကြီးကမိုက်တဲ့စကီးကာလာကိုလည်းရှိုးလာလို့ဆက်ဝိုင်းလေးကိုလေတစ်ချက်တစ်ချက်ခုန်လိုက်တော့ dragon နဲ့ပတ်တူတယ် dragon အဖက်နဲ့ dragon လက်သေးကုတ်တဲ့ဟာနဲ့တွတ်တူတယ်ကာလာရဲ့တော်တော်လေးကိုလာတယ်ကျွန်တော်အကြိုက်ဆုံးထဲမှာလည်းပါတယ်ပေါ့နော်โอเค ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနော်ဘောရယ်ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြကြမယ်နော်ဟိုဟာကျွန်တော်ပြောတာမှားနေတာကဲဘောလို့တိရတာတကူရှိလို့ရှိရင်ကျွန်တော်ကောမန့်မှာပြောချပေးပါလို့ရတယ်နော်ကျွန်တော်မှားနေရင်လည်းကျွန်တော်တောင်းပန်ပါတယ်โอเคဘောရယ်ကျွန်တော်ဒါဆိုနောက်ဗီဒီယိုမှာထပ်ပြကြမယ်နော်နောက် upgrade မှာကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်ပြောပြပေးအောင်မယ်နောက်ထပ်ထထအောင်မှာနောက်ပတ်မှာထပ်ပြီးနောက်ထပ်တမျိုးလာအောင်မှာဗျာတိလားဒီ Falcon နဲ့ပတ်သက်ပြီးလာရင်လည်းလာမှာပေါ့နော်ကျွန်တော်အဲ့ခါကျရင်လည်းကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်โอเคဘောရယ်ဒါကျွန်တော်ဒီနေ့ဗီဒီယိုကဒီလောက်ပါမယ်နော်ကျွန်တော်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်ထုတ်စံတယ်အားလုံးပဲ bye bye